သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလဲဘုံမှုကမူးလာအောင်ကြာတယ်ပေါ့နော်ကားစီးလာတယ်ကားမှန်ချာခိုင်းတယ်ဘုံမှုမှန်တော့ဘယ်တိမှလဲဗျာရပ်ဝင်းနေဆိုတော့ဘာမှပြောတာရိုင်းတိုင်းဘုံမှုပြောတာမရှိဘူးလာလာကြည့်တယ်တစ်ခွလုံးရှိတယ်မင်းဖြီးစုစက်ကသူတို့လောက်တယ်ဟောင်းဘာလဲဆိုတော့လာတဲ့အတိုက်ကလာတဲ့မန်ပေါ့နော်အတိုက်ကလာတဲ့မန်ပေါ့အဲ့ဒီမန်ကအရသားတွေကြားထဲမှာပြတ်သွားတယ်ဆက်သားစစ်တွေဘာလုပ်နေလဲပြောရိုင်းစစ်တွေဘာလုပ်နေလဲတိုက်ရမစက်စက်စက်တယ်အခုစက်တယ်ကဆွဲချင်တာကြာပြီဟောင်းစီကျူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ပေါ့နော် ဆိုင်နဲ့မကက်ရရောငါတော့ဘယ်ကောင်မကက်ရတော့ခွက်ချပြန်တိုင်းလားတပ်ပေါ်သားအရာရှိစစ်စစ်တီနေငါစစ်ဖို့ကငါဘုံမှုကငါဘာလုပ်လိုက်မထိုးပလိုက်မချွတ်ကြိတ်ပလိုက်မစောပလိုက်လောပလိုက်မဆိုတော့မျိုးကကိုယ့်စစ်သားကိုကိုလုတ်လို့ရရင်အရသားရကြတဲ့တော့ရင်တော့လုတ်လို့မရဘူးဗျဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလား ဘာမို့အမြင်ကတ်မုံနဲ့ဟူသောသောမလိုက်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမှန်အချင်းချင်းဒီကောင်တို့လိုလိုအမြင်ကတ်တယ်ကွာတကယ်ချင်းတို့လိုလိုပတ်စင်ရှင်းချင်းကွာလှုပ်လိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးစင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော်ကဲအားလုံးပဲမြင်ကြလားပါအခုဗီဒီယိုလေးကတော့မလိုက်မိတ်တီလာအဝင်လန်းကဒီကာသမားတွေထဲကပတ်စံကောက်တောင်းစားနေတဲ့ဒီပြူခွေးတွေနဲ့တို့ဒီစစ်ခွေးဘုံမှုဆိုတဲ့ကောင်နဲ့ကြိုက်ကြရင်နဲ့အဲ့ဒီပြူကောင်းဆောင်ကိုတို့ဒီခွေးတက်က24နှစ်အတွင်းဖမ်းဆီးလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ တို့အော့ဒန်ဇာရောက်ကောက်မှာတော်တော်လေးကိုဖာတန်းနေမီးလောင်နေကြတယ်။နောက်ပြီးတော့ဒီဓမြပြူခွေးကောင်းဆောင်ဒီပေါက်ကတော့ကလည်းသူ့ပြူခွေးလေးကိုထိလာပြီးဆိုတော့ဒီကောင်ကလည်းဘလို့ဒီလိုင်းပေါ်တက်ပြီးဖင်ကုန်းပြီးအော်ထားအောင်မလဲဆိုတာကျွန်တော်တို့သွားပြီးတော့ကြည့်ထိုင်ရအောင်ညာ။ကဲတော့ပထမဆုံးတို့ဒီပြူခွေးနဲ့စစ်ခွေးပုံမှုဆိုတဲ့ကောင်အချင်းချင်းဘလို့တွေစပြီးကြိုက်ထားမလဲဆိုတဲ့ဗီဒီယိုကိုကျွန်တော်အရင်ဆုံးကြည့်လိုက်ရအောင်ညာဟုတ်ကဲ့ဘာမှအမှားမရှိသေးဘူးမင်းအဲ့စာခတ်ထားတာစတော့ရလာကြအောင်ပါ စောက်တော်ရဲ့လမ်းကြောင်းဥပဒေရမယ်အဲ့လိုစာကြလို့ရတက်နေရခိုင်းတာလေတက်နေရခိုင်းတယ်လို့ကျွန်တော်မလို့ရဘူးဒါတက်နေရခိုင်းတာကျွန်တော်မလို့ရဘူးလားပြောတက်နေရခိုင်းတယ်ရှင်းရှင်းဟောရှင်းမယ်နားရမယ်လေမင်းမောင်းလေရမင်းမောင်းလေကျွန်တော်တာဝန်ရပြောနေတာမင်းမတာဝန်ဆိုငါမတာဝန်ရှိရဟုတ်တယ်ဘုံတာဝန်တက်နေတော့ငါအောက်ချုပ်နေတာအေးအဲ့ဒါတက်နေတာဘုံဘုံတို့နဲ့ကျွန်တော်ဘုံမလဲဟိုကဘုံလည်းပြညာတယ်ပဲကျွန်တော်လည်းပြညာတယ်ပဲမင်းဘယ်တက်ကတက်တာငါကြည့်ဘယ်တက်ကတက်တာဟဲ့အဲ့ဒါမပြောနဲ့ဘုံစာချင်းတော့ထွက်လာပြီအဲ့ဒါကိုမပြောနဲ့ဘုံဘုံတာဝန်လေဘုံမှ မလိုက်စီမှာတောင်းဝင်ရှိတယ်ကျွန်တော်လည်းဒီမှာကျွန်တော်တောင်းဝင်ရှိတယ်အေးဗာဖြစ်ကျွန်တော်တောင်းဝင်ရှိလို့ကျွန်တော်ပြောတာမင်းတောင်းဝင်ဒီခိုင်တဲ့ခိုင်ပဲရှိတယ်မဟုတ်လေအဲ့ဒါဘုံပဲမမေးတာတမီးတော့တောင်းဝင်ရှိတယ်မင်းတောင်းတောင်းရှိတာတက်တယ်ဘုံဆောက်ယူလာအေးတက်တယ်ဘုံတောင်းဝင်ပေးတာလေတက်တယ်ဘုံတောင်းဝင်ပေးတာလေတက်တယ်ဘုံပေးပါတောင်းဝင်ပေးတယ်တက်တယ်ဘုံကကျွန်တော်တောင်းဝင်ပေးတယ်ချိန်ရကြဆောက်ရချိန်ရတက်တယ်ဘုံမေးတက်တယ်ဘုံမေးမေးစရာမတော့ဘူးငါခုတက်တယ်ဘုံခုကတောင်းခုတက်တယ်ဘုံဖုံးဆက်မှာဆက်ဆက်ဆက်ဘုံမှုဝင်နေအောင်ကျွန်တော်ဖုံးဆက်ဆက်ဆက်ဖုံးဆက်မှာဖုံးဆက်မှာ ်ပြောမယ်နေပြောမယ်ငါလည်းပြောမယ်ဟုတ်လားငါလည်းပြောမယ်ဟုတ်ပြီနော်အေးဘာမှပြောတာရန်ရန်ဆိုင်မှုပြောတာမရှိဘူးလားလားကြည့်တယ်တခုလုံးရှိတယ်မင်းပြည်သူစစ်ကသူတို့လုပ်တယ်ဟဲ့စစ်သားစစ်တွေဘာလုပ်နေလဲပြောရန်စစ်တွေဘာလုပ်နေလဲကဲမင်းစကူစက်စတယ်ကူစက်မင်းလည်းငါဖြတ်ချင်တာကြာပြီဟဲ့စီကျူဟောပါဦးတိုက်စာရင်ထွက်တယ်ကောတွေးကြသေးတော့ဘောနိဆိုင်နဲ့ကောမကဲရဲဟဲ့ငါတော့ဘယ်ကောမကဲရဲတော့ခွဲချပြန်တိုင်းလားဆောက်ရှုအစ်စားပဲကောနော်အစ်စားပဲကောအဲ့တော့ကကြည့်ကြည့်နေလား တော့ပါလာလာဝါတယ်ဟေးကျွန်တော်တို့အကုန်လုံးပြောတာစာကိုပြောတာစတော့ရဟိုခွဲကြပြန်မယ်စခံမဲလာပြန်စပြေးပြပြောင်းသွားတယ်လိုဖလိုက်စားချင်အမှုဘုံစကားပြောတာအရန်ကအလုံးနေပြီတော့တော်တော်မမဝမ်းပြည့်ဘူးတော်တော်လားဆက်အခုပဲဆက်ဘုံလုံးရောက်ကြပြီဆက်ရောက်ကြပြီဆက်မင်းဆက်နေစားငါပြောမင်းဟေးတွေ့ကြသေးတယ်မင်းခွေးရနိုင်တယ်မင်းပါကောင်းလားခါကောင်းလားတွေ့ကြသေးတယ်ဟုတ်လားဂိမ်းပါလာပြီစောက်ပါလာပါပြီငါပြလာပြီတော့ မဖားလဲပုံမှုဆိုပါလဲဒါလို့ပုံမှုကျွန်တော်မပြောဘူးတွေ့တယ်တွေ့တယ်ခုကနေဘုံကတက်နေဘုံမနိုင်သေးဘူးပုံမှုအမဒီမှာကျွန်တော်ဟိုဟာဟိုဟာတုံးလိုက်မှာပါတုံးလိုက်မှာကျွန်တော်တို့ကဟိုနေ့ကဗာဟိုလုံလုံလေးစုလို့ပါဝီတုံမျိုးဝင်ကကျွန်တော်တို့မှန်ချပါဆိုတဲ့စာတွေကတ်ခိုင်းနိုင်လေဗာကားရုပ်လေးအဲ့မှာကျွန်တော်တို့ကမှန်မချတဲ့ကားတိုင်းကိုမှန်စာခိုင်းတာဗာစာခိုင်းတော့အဲ့မဲ့အခု80ဘန်နဲ့ကားသီးလာတယ်လာတော့ကျွန်တော်တို့ကဘူးရမ်းမသိဘူးမှန်မချတဲ့အတွက်မှန်ချပါလို့ကျွန်တော်လမ်းပြောတယ်လမ်းပြောတယ်ဒီမှာအဲကားကလာတယ်ကျွန်တော်တို့ကလာထုတ်လိုက်သူက မလိုင်းစီမံကဘုံမှုဝေပြိုးတယ်ဝေမှုဝေပြိုးဆိုတော့ကျွန်တော်တရက်နဲ့လဲချိန်တယ်မင်းဘာတာဝန်လဲတဲ့မင်းဘာတာဝန်ချင်ငါမလိုင်းစီမံကလည်းလက်ပြိုးကြီးလက်ထုတ်ပြီးတော့ကျွန်တော်တို့ကိုခွဲပလိုက်မယ်လို့ပြောတယ်ဘုံမှုမင်းကျွန်တော်တို့ကဒီမှာကျွန်တော်တို့တက်နေမှုကတာဝန်ပေးထားဆိုတော့မင်းတက်နေမှုကတာဝန်ပေးထားတဲ့ကမင်းကျင်းနိုင်စီလားတဲ့တာဝန်ရှိလားတဲ့ကျွန်တော်မေးလာတဲ့လူတော့မင်းတာဝန်ယူထားတာဒီတာဝန်ပဲရှိလားမင်းဖိုက်စာချင်းနဲ့ဖက်တယ်ပြောပြီးငါပြောမယ်မင်းပြောပြီးငါပြောဟုတ်တယ်ဘုံခဏလေးဘုံပြောတဲ့စကားတွေပဲပြောကျွန်တော်ပြောတော့တနေ့ရတယ်မပြောဘူးကျွန်တော်တို့ကတနေ့နဲ့လဲချိန်တယ်လက်ပြိုးနဲ့လဲခွဲကဲတော့နော်ဖြစ်စဉ်ကတော့အားလုံးတွေ့ကြတဲ့အတိုင်းပါပဲ တို့ဒီပြူခွေးဆိုတဲ့ကောင်တွေကိုဒီရဲခွေးတို့စစ်ခွေးတို့ဟာအမြဲတမ်းနိုင်နေကြပါပဲเนาะအခုတစ်ခါမှလည်းဒီကြိုက်ကြတဲ့ပွဲမှာခဏဖုံးဆက်နေတဲ့အဲ့ဒီပြူကောင်းဆောင်ကိုတို့ဒီစစ်ခွေးတက်ရပဲပြန်ပြီးတော့24နိုင်အတွင်းဖမ်းလိုက်တယ်ဆိုတော့ကဒီနောက်မှာအမျိုးရုပ်ပောက်ကတော့ကလည်းသူ့ရဲ့ပြူခွေးတွေထိလာပြီးဆိုတော့ဘလို့လေလမ်းပေါ်တက်ပြီးဖင်ကုန်းပြီးအော်ထောင်းမလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာမရှိလာမှာဖြစ်တဲ့ပတ္တဆာကောင်းဆောင်ချိန်ကပုတ်ခွဲတက်ကြကြီးဇော်ယူထွင်းပေါ်ဗျာနော်ဇော်ယူထွင်းငင်းရဲ့ မုထံစမုထံအစာထိုးဖို့အတွက်ငွေခိုင်းတာတရားဝင်ရလားဆိုတဲ့ခေါင်းစည်းနဲ့တင်လိုက်တဲ့အတွက်ကြောင့်မိလာမှာ905နဲ့ပတ္တဆာကောင်းသောဟာဦးစင်းတို့တင်လိုက်တယ်ပေါ့နော်စတုံးရည်နေ9လပိုင်း2025မှာစမုထံအစာထိုးဖို့ကောက်ခိုင်းတာတရားဝင်ရလားဆိုတဲ့ခေါင်းစည်းလေးနဲ့သူတင်လိုက်တယ်ဗျာနော်ဘာဘာတင်လိုက်တာလဲဆိုလို့ရှင်မိထီလာမျိုးနယ်တဲကရွာတွေမှာတဲ့ပြည်သူစစ်မှုထမ်းလူစားထိုးဖို့ငွေတွေကောက်နေတယ်လို့သိရပါတယ်တဲ့ ယောက်ျားလေးရှိတဲ့အိမ်ဆိုရင်တဲ့9000တဲ့နိုင်ငံခြားရောက်နေတဲ့အိမ်ဆိုရင်8000ယောက်ျားလေးမရှိတဲ့အိမ်ဆိုရင်3000ကောက်တယ်ဟုသိရပါတယ်တိရပါတယ်လို့ပဲရေးရနော်ဘတ်ဆန်ပေးထားရင်ရွာထဲမှာလွတ်လပ်နေလို့ရမယ်ရွာအပြင်အခြားနေရာမှာအစွဲခံရရင်တော့အမအမမခံဘူးလို့ကြောကြောင်တိရပါတယ်တဲ့ဘာဒီမှာပတ်စံတွေကောက်ခိုင်းပြီးတဲ့အဲ့ဒီပတ်စံတွေအခြားနေရာတွေမှာလူသားထိုးထည့်တယ်တဲ့ တရားဝင်လာဘလူတွေလုံနေတာလဲတဲ့လူစားထိုးတယ်ဟုဆိုရမှာလဲညနေအလုတ်တော့အလုတ်ပြန်လမ်းပေါ်မှာတွေ့တဲ့လူငယ်တွေကိုဖမ်းဆီးပြီးထည့်နေတာပြည်သူတွေမှာစိတ်မလုံခြုံကြတော့ပါဘူးတဲ့အေးချားတဲ့ထီလာမျိုးမှာညဘက်စစ်မှုထအစွဲခံရမှာစိုးရင်တော့လူငယ်တွေညဘက်အပြည့်မထွေရဲတဲ့ကြတော့မထွေမထွေရဲကြတော့မျိုးကားတဲ့တိတ်စိတ်ထောက်ကပ်လို့နေပါတယ်တဲ့ဘသူတွေဘယ်အဆင့်ထိပါဝင်ပတ်သက်ပြီးလှုပ်ရှားနေလဲဆိုတော့ဖော်ထုတ်ဖို့လို့မထင်ပါတယ်တဲ့အခုရွာတွေကငွေကောက်တာ ခမန်းပြင်းမြလေးတောင်ပဲထားပါဦးနဲ့တရွာမှာအင်ဂျီတရာအ ਨੇ ဆုံးနဲ့တွေ့ဦးနဲ့မိထီလာမှာတိုက်နယ်၄ခုကျေးရွာပေါင်း58 58အုပ်စုကျေးရွာပေါင်း396ရွာရှိတယ်တရွာတွင်အင်ဂျီပြင်းမြတရာပဲတွေ့မယ်ဆိုရင်လေးတောင်တော့လေးပေါင်း340ရတယ်ပေါ့နော်အဲ့တော့ရွာပေါင်းဘယ်နှရွာကောက်ခိုင်းတယ်လဲတော့မတိရသေးပါဘူးတဲ့အခုလိုရွာတွေကိုဘသူကပတ်စံကောက်ခိုင်းတာလဲအဲ့ဒီငွေတွေဘယ်ရောက်သွားလဲ စင်မူထံဥပဒေအကြောင်းပြလှုပ်ရှားနေကြခြင်းမှာမိထီလာသူမိထီလာရာမြန်မာကင်းဝေးကြပါသေးတယ်ဇော်ယူထွန်းနဲ့ပေါ့နော်ဇော်ယူပြပေါ့နော်ဒီတကာကြီးကအဲ့ဒါလေးနဲ့တင်လိုက်တယ်ပေါ့နော်အဲ့ဒါတင်လိုက်တော့ဒီမိထီလာကနေမှအဖွဲမိထီလာမဆာဝါလာဖွဲ့ဝင်လာပေါ့ရောမဆာဝါကောင်းစီလာပါလားမသိဘူးအဲ့ကိုဇော်ယူထွန်းကိုနိုင်ငံတော်အကြီးညိုပြက်စီမှုနဲ့905နဲ့ဆွဲလိုက်တယ်လို့ဦးစင်းတို့ဒါ73ရက်နေ့ကတင်တာပေါ့ဗျာလွန်ခဲ့တော့တွန်းလေးလေးတပတ်လောက် လင်းငါရလောက်ကဆွဲလိုက်လေလို့ဦးဇင်းတို့ကြားသိရတယ်ဗျနော်တကယ်လည်းဒီလူကတော့အဲ့ဒီမိထီလာမျိုးမှာသူဒီလိုမတင်ခင်ပေါ့နော်ရင်အပတ်မှာလည်းမလိုင်ကဘုံမှုတယောက်နဲ့သူမိထီလာခိတ်မှာဘုံမှုကနေမှာနည်းနည်းလေးဘုံမှုကမူးလာအောင်ကြားတယ်ပေါ့နော်ကားစီးလာတယ်ကားမှချာခိုင်းတယ်ဘုံမှုမှတော့ဗက်တီမှလေးဗျရပ်ဝင်းနေဆိုတော့အဲ့တော့ကအမြန်လမ်းမှာဒီလိုခြုံငုံပြီးရဲကားတွေလည်းအပြစ်ခံရတာပေါ့ဗျာရဲကားအမြန်လမ်းမှာပီကြောက်တက်တက်လာတယ်အဲ့တော့ညီသူများနဲ့သူကအနေနဲ့တော့ဒီဟာကမှန်လေးချပေးဖို့အတွက်မေတ္တာရက်ခံတယ် မေတ္တာရခန္ဓာမှာဘုံဘဝလည်းအဲ့မှာကလှက်လှက်ပြီးမှချင်းချင်းဖြစ်ကြဖြစ်ကြပေါ့နော်အဲ့တော့ဒီလိုကိုချင်းချင်းဒီ905နိုင်ငံတော်ကြီးညိုပြက်စီတာလားဒါမှမအမြင်ကတ်မုံနဲ့ဟူသောသောမလန်ရဘုံမှုကိစ္စနဲ့ပဲဆက်ဆံမှုမဲ့အချင်းချင်းဒီကောင်းဒီလိုတို့အမြင်ကတ်တယ်ကွာတကယ်ချင်းဒီလိုတို့ပတ်စင်ရှင်းချင်းကွာလှုပ်လိုက်ကွာဆိုမှတွေ့လို့တလားဆိုတော့ဦးဇင်းတို့အနေနဲ့ဝေခွဲမရဖြစ်နေရပေါ့နော် အဲ့တော့ပေါက်ကတော့မင်းပြောသလိုပဲဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးဖင်ကုန်းအော်ဒါကိုအကြောင်းပြပြီးတော့ဖမ်းလိုက်တာပဲနော်အမှန်ကတော့အဲ့ဒီဂိမ်းမှာကြိုက်ကြရင်နဲ့နော်စောင့်မြက်ကပုံမှန်နဲ့ပဲဖမ်းလိုက်တာအဲ့ဒါကိုဒီကောင်ကဘာကြောက်ဘလို့ဖမ်းတာလဲဆိုတာကိုတဲလဲမေးချင်းတယ်မေးလဲမမေးရဲဘူးဆိုတော့ကအခုလိုမျိုးဝေးလဲကြောင်ပန်းနဲ့မေးလိုက်တာပဲအဲ့တော့မင်းတို့ကောင်နေထင်သလိုပဲဒီဂိမ်းမှာအချင်းချင်းကြိုက်ကြရင်နဲ့စောင့်မြက်ကပုံမှန်နဲ့ဖမ်းလိုက်တာပဲနော်အဲ့တော့စစ်ခွေးနဲ့ပြူခွေးနဲ့ကိုက်ရင်တော့ဘယ်သူနိုင်မလဲဆိုတာကတော့နောက်ဆုံးကြတော့လေဒီစစ်ခွေးတွေကပဲအနိုင်ရသွားတာပဲเนาะ တို့ဒီပြူခွေးဆိုတဲ့ကောင်တွေကိုဒီရဲခွေးနဲ့စစ်ခွေးဆိုတဲ့ကောင်တွေကဘယ်တော့မှအဆော့ပေးတာမဟုတ်ဘူးဒီကောင်တွေကရရင်ရတယ်လို့အနိုင်ကျင့်နေဆိုတော့ကအခုတခါမှလည်းကြည့်အောင်เนาะတောင်းချမ်းတဲ့အကောင်ကအဖမ်းမခံရပဲနဲ့နောက်ဆုံးကြတော့တို့ဒီပြူခွေးခေါင်းဆောင်ကပဲเนาะအစဲကန်အဆိုးခံပြီးမှဂျေအောင်ခံလိုက်ရတယ်ဆိုတော့ကဒီကောင်တွေပောက်ကွဲမယ်ဆိုလဲပောက်ကွဲစရာပဲပေါ့เนาะအဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီနောက်မှာစဘာပွဲစားကြောင်မျိုးမင်းကလည်း တို့တို့ဒီစစ်ခွေတက်ထရေကောင်းလေဒီတိုင်းပဲဒီစစ်ခွေဇရိုက်ပဲဆက်ပြီးသွားနေမယ်ဆိုရင်ဘယ်တော့မှလူကြားတိုးလို့မရဘူးဆိုပြီးတော့ဘလို့တွေဒဲတွေထက်ပြီးစော်ထားအောင်မလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ကြည်လိုက်အောင်ညာဒီမလိုက်မရှိလာလမ်းအဝင်မှာဒီပြည်သူစစ်ခေါင်းဆောင်ပုဇော်ဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ပေါ့နော်ဇော်ယူထုံးဆိုပုဂ္ဂိုလ်သူကစစ်စေးလို့တဲ့လာတဲ့ကမ္မန်သမားကိုသူကအဲမိထီလာအမိတ်ရပါတော့တန်နေမှုတော့အမိတ်ရဖြစ်မဟုတ်အဲ့ဒီအမိတ်ရသူကတားကားဒီမန်သမားကိုသူကမှန်ချမောင်းဖို့ပြောတယ် အချောင်းပြောချင်မှာအဲ့ချိန်မှာခုနခုနဒီမလန်ရဲ့စီမံအုပ်ချုပ်စီလိုက်စီမံအုပ်ချုပ်ရေးအဖွဲ့ပဲဝမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကဖြတ်လာတယ်ဖြတ်ပြီးတော့မောင်းဝင်လာတဲ့အချိန်မှာအိုက်ကောက်မှန်ချခိုင်းတယ်ဒါပေမဲ့ပြဿနာအဲ့ဝမှုဝေဖြိုးဆိုတဲ့ပုဂ္ဂိုလ်ကယူနီဖောင်းဝတ်မထားဘူးအရသာနဲ့အရသာနဲ့ခါမရပစ္စတိုထိုးထားတယ်အဲ့တော့အဲ့လိုကြီးဖြတ်လာတဲ့ခါကျတော့ဟိုကမှန်ချခိုင်းတယ်မချပေးဘူးမချပေးတဲ့အတွက်သူကမချပေးတဲ့အတွက်မြင်းကြခွန်ကစကားများကြရင်ဝမှုဝေဖြိုးကငါပြထုတ်ပြတဲ့ထုတ်ပြပလိုက်မယ်ဘုံခွဲပြလိုက်မယ်လက်ပြုံးပြပလိုက်မယ်ဘာစရုပ်ဗျာဝမှုတယောက်ကမန်မာနာနေပြောတာပြောတော့ ပြောတော့ဟိုဟာနဲ့မအပြန်လန်ပြောကြတာပေါ့ဗျ။အဲ့ဒီ video final မှာအပြန်လန်ပြောကြတာပေါ့။ပြောကြတော့ဟိုပြီးလဲပြီးတော့ now အဲ့အဲ့ဒီနောက်ပိုင်းမှာတော့ကျွန်တော်သိရတော့တော့အဲ့ဒီနောက်ပိုင်းမှာတော့ဒီနောက်24နာရီမှပြည့်ပြီပါတော့ဗျ။အဲ့ဒီဇော်ယူထုံးကတော့လောဆယ်ဖတ်ခံလိုက်ရတယ်။ဇော်ယူထုံးကအဲ့ဒီမြို့နယ်ရဲ့ဟွာကိုသူသူ့ရဲ့မြို့နယ်ကသူ့အထက်ရရှိလို့ထင်တယ်။သူလှမ်းပြောနေတဲ့ချိန်မှာလှမ်းပြောနေတာလေ video ပိုင်းကြားရတယ်။အာသူတို့ကစီစီကန်တိုင်းဟိုမှန်ချခိုင်းတာကိုဒီလိုမျိုးသူ့ဘုံမူအဲဝေဖြူကပြောပါတယ်ဗောဗျာစသဖြင့်ပြောနေအားလိုက်ပြောကြရင်လည်း video file ရက်သွားတယ်ပြီးသွားတာဗောနော်ပြောတော့ ဒီဗီဒီယိုဖိုင်ထဲမှာပြောနေတဲ့စကားသံအပြန်လန်ပြောနေတာနောက်ထောင်ချင်းအဖြစ်ကျွန်တော်တို့တခုကိုကျွန်တော်တို့တွေးမိတယ်အဲပြီးတော့ပြည်သူစစ်ခေါင်းဆောင်ဟိုပေါ့နော်ပြည်သူစစ်အဲ့ဒီဟာပိုင်းတော်ဝင်ထားတဲ့ဒီနော်တာဝန်ယူထားတဲ့ဇော်ယူဇော်ယူထုံးဆိုတဲ့ပုဂ္ဂိုလ်ကတော့လောဆယ်ပန်းကန်လိုက်ရတယ်ဒီဖြစ်စဉ်မှာတော့ကျွန်တော်တို့ကအတန်းမူရဟန်ပန်နောက်ထောင်ချင်းအဖြစ်တက်ကဘူမူးတယောက်ရဲ့ပြောတဲ့ပြောပုံဆိုပေါ့ကတော့လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်လူတွေကြမှာဝေဖန်စရာဖြစ်သွားတယ်ဆိုတော့အဲတမတော်သားတွေအရာရှိတွေအနေနဲ့လည်းဘာပဲပြောသတိထားဆင်ကျင်တာအကောင်းဆုံးပါ ဘာလဲလူမှုအတိုင်းဝိုင်းလူအတိုင်းဝိုင်းနဲ့ဆက်သွယ်တဲ့အခါလူတွေနဲ့ထိတွေ့စကားပြောတဲ့အခါမှာငါတို့ကစစ်သားပဲဆိုတော့စိတ်သက်ရှိရတော့ကောင်းပါလေဒါပေမဲ့ငါတို့ကစစ်သားပဲဆိုတော့ရှိပြီမယ်စစ်သားဖြစ်ရင်မောက်မာရမှာလားဆိုတော့မေးကွန်းစစ်သားဖြစ်ရင်အဲ့လိုဘောကြီးမောကြီးနဲ့တစ်ဖက်လူမှာနင်းကံပြီးတော့ဖိနေဟောက်အောင်မှာလားဆိုတော့မေးကွန်းအဲ့မေးကွန်းကတော့ဒီတက်မတော်မှာရှိတဲ့အရာရှိတွေအနေနဲ့တော်တော်စဉ်းစားဆင်ခြင်ရဖို့လိုတယ်သတိထားဖို့လိုတယ်ပြောချင်တာတစ်ခါတခါကြရင်ဟိုသူ့ရဲ့ဘာလဲဆိုတော့လာတဲ့အတိုက်ကလာတဲ့မန်ပေါ့နော်အတိုက်ကလာတဲ့မန်ပေါ့အဲ့ဒီမန်ကအကြသားကြီးကြားထဲမှာပြတ်သွားတယ် ဒါကြောင့်တမရော်သားတွေကတမရော်သားတွေကကျွန်တော်တို့လေးစားရတဲ့ပုံစံတွေဖြစ်ရမယ်ကျွန်တော်တို့တမိုးထားရတဲ့ပုံစံတွေဖြစ်ရမယ်တမရော်သားတမရော်သားတိုင်းသားတိုင်းဟာတမရော်သားတယောက်ချင်းစီတာမန်စစ်သားလေးရဲ့နောက်ဆုံးတပိုးချုံဝရှိတိဟာကျွန်တော်တို့ပြည်သူလူထုကလေးစားတမိုးထားရတဲ့လူတွေဖြစ်ဖို့လိုအပ်တယ်အဲ့ဒါလိုဖြစ်ဖို့အတွက်ကိုတို့ကိုယ်တိုင်ကလည်းအပြုတ်မှုအမနေတိုင်းအပြောဆိုတွေဆင်ခြင်ဖို့လိုတယ်မဟုတ်ရင်ဘာဖြစ်လဲဆိုတော့လူတွေကြားထဲမှာစစ်သားဆိုတဲ့ကောင်တွေကမောက်မာတယ်မယိုင်းတယ်ဆိုတဲ့ပုံစံဖြစ်သွားရင်ဒီဘသူထိရလို့ဆိုတော့တမရော်တို့ကလူထိခဲ့တယ်ဒါကြောင့်တမရော်ရဲ့ဂုံတိခါကိုကြာဆင်းအောင်လုပ်တာဒီတမရော်သားတွေပဲဖြစ်သွားတာ ဒါကြောင့်တက်ဖို့သားအရာရှိတယ်စစ်စစ်တီတွေနဲ့ငါစစ်ဖို့ကငါဘုံမှုကငါဘာလုပ်လိုက်မထိုးပလိုက်မချွေးချိတ်ပလိုက်မစော်ပလိုက်လောပလိုက်မဆိုတော့မျိုးကကိုယ်စစ်သားကိုကိုလုပ်လို့ရရင်အရသားရဲ့ကြားထဲသွားရင်တော့လုပ်လို့မရဘူးဗျလုပ်လို့မရအဲ့ဒါကြီးကမသိတော့ဘူးကွအဲ့တော့နော်စစ်ခွေးတွေဆိုမှဘလို့လို့လူစကားနားလဲမလဲလူတော့လဲတိုးလို့ရမှာမဟုတ်ဘူးလူစော်လဲနာမှာမဟုတ်ဘူးဆိုတော့ကမင်းတို့ခွေးတက်တက်လုံးဒီလိုဇရိုက်ကြီးပဲနော်မင်းတို့ကောင်တွေကနေပြီးတော့အခေါင်းလောက်မှာပဲနေပြီးတော့မတိကြတာနော် ဒီနယ်ဘက်ခြမ်းပြည်သူတွေနောက်ပြီးတော့ဒီတိုင်းရင်းသားနယ်ကပြည်သူတွေဆိုရင်မင်းတို့ဒီစစ်ခွေတက်ရဲ့ဇရိုက်ကဘယ်လောက်ထိရောက်မှာလဲဆိုတော့တို့တွေအသိဆုံးပါပဲเนาะအဲ့တော့တို့တို့ဒီပြူခွေနဲ့စစ်ခွေနဲ့ကိုက်တဲ့ခွေကိုက်ပွဲမှာကတော့ဒီပြူခွေခေါင်းဆောင်ကအဆဲလဲခံရတယ်ချင်းချောက်လဲခံရတယ်ပြီးတော့ဒီဂျေအောင်မှာခံရတယ်ဆိုတော့ကတို့ဒီအောက်တန်းစာရက်ကော့မှာတော့တော်တော်လေးဖာတန်းနေမီးလောင်နေကြပါတယ်เนาะကဲတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ညီကောင်မတွေတယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်စီပါတယ် နောက်ဗီဒီယိုမှာနောက်သတင်းကောင်းတွေနဲ့ပြန်တက်လာခဲ့ပါဦးခင်ဗျာအားလုံးပဲကျန်းမာပေးကင်းကြပါစို့ခင်ဗျာ